စွဲတယ်နော်နိုင်ငံတော်အကြီးအကဲတက်မတော်ကွယ်ဦးကြီးချုပ်ဗိုလ်ချုပ်ကြီးဦးမေအောင်လာအပါဝဲတက်မတော်ဦးချုပ်ကြီးနော်နောက်တော့တက်မတော်မတော်ဝန်ထမ်းဆောင်တွေရဲဘော်ကနေစားပြီးတော့ကာကွယ်ဦးကြီးချုပ်ဝတိအရန်တိုက်ခါကြားတယ်အောက်မှာပေါ်တာတွေစွဲတယ်နော်ခစ်ကက်ကြီးတွေမှာလှုပ်ရှားနေတယ်ဘယ်လဲလေကျွန်တော်လည်းကွန်ပျူတာကြောက်တယ်ကြံမှန်ပြီးကြောက်တာနော်အဲ့တော့ကျွန်တော်ခစ်ကက်ကြီးတွေမှာလှုပ်ရှားနေတဲ့လူတွေကိုကျွန်တော်တို့အစိုးရတရအနေနဲ့ ထိန်းသိမ်းရနိုင်ပြီအခုအခြေအနေတော်တော်ဆိုးလာပါပြီအောက်မှာတိုင်းပြတကယ်တမ်းကျရင်အေးချမ်းနေပြီတကယ်ကိုအေးချမ်းလာမှာဘာမှမဖြစ်ဘူးလာချိုးပြန်မရလို့လည်းဘာမှဖြစ်သေးဘူးအေးဆေးပဲဒါပေမဲ့ပြလို့ဆိုမြန်မာနိုင်ငံရဲ့နော်အခိုင်အမာဆုံးသောကွန်စတီကျူရှင်းကြီးကမြန်မာပြည်မျိုးပုံပျောက်သွားအောင်လုပ်မှာမဟုတ်ဘူးမြန်မာပြည်မျိုးပုံကိုပေါက်ပျောက်သွားအောင်လုပ်မယ့်လူကမမာပီဒီရဲ့ဒီကိုမြောက်ပေးနေတဲ့နောက်ကနေ အမိမသိတဲ့လက်လက်ကိုင်တောင်းကျသူတွေပဲပြက်မယ်ပေးမယ်ဟုတ်လားဘာမှလောဘမောဟဒေါသမထားနဲ့အစွဲတန်းနေမထားနဲ့ငါတရားခေါ်နေတာမဟုတ်ဘူးမင်းတို့ဒေါ်စုကြည်ကြောင့်မင်းတို့ဘဝတွေပြက်ကုန်လားမင်းတို့အခုမင်းဘဝပြက်နေဒေါ်စုကြည်တော့မင်းတို့တိုင်းပြည်ဒီတိုင်းပြည်ဖြည့်စည်းလို့ရမယ်ခြင်းလားဒီတက်မလို့မင်းတို့ဖြည့်စည်းလို့ရမယ်ခြင်းလားဘောရရမယ်လို့ပြောလိုက်တယ်မင်းတို့မင်းတို့ဘယ်တော့မှမရဘူးငါစော်ပေါ်ရင်အခုလိုနိုင်မှသွားနေတာဟောဘူးမှမတတ်ဘူးအဲ့ဒါဘာလို့လဲပြအမှန်တရားကိုလည်းလို့အမှန်တရားကိုချက်လို့မင်းတို့တော့ပြက်တယ်လို့ဟောတာစူပါကမင်းကြီးလ ်ခင်းကြည့်တယ်တကယ်လို့အဲ့တိုင်းကိုသွားတာမတ်မတ်တယ်ဘူးတော့မတ်တယ်တော့ထင်တယ်လို့ဆိုတာငါ့မှာရှိရတယ်ငါရဲ့ဘာရဲ့ဖန်ရဲ့ဘာရဲ့အမိုက်တယ်မိုက်တယ်ဘာဖြစ်လို့မဟုတ်တော့မှမလို့လားမဟုတ်တော့မလို့လို့မင်းတို့တန်းရင်တက်လေဟုတ်တယ်မလားဘာဆန်းနေလို့လို့မတ်ဆောင်မတက်ဘဲနဲ့သွားတာအမင်းတို့ကြွကျင်းနေတယ်မှာဇော်ပွဲမပါဘူးမင်းတို့ဗမာတွေတချို့ဗမာတွေတော်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 မင်းတို့ကောင်တွေတော့ကိုတူမျိုးပေါ်မှာမင်းတို့သစ္စာမရှိဘူးသူများသစ္စာရှိရဲ့ ကိုတူလို့လူရောမတို့စားနေစားစားရငပိနေစားရစားရနော်သစ္စာရှိတယ်မင်းတို့ဗမာတွေကဘာလို့လဲသိလားငါအဲ့လိုပြောတာမင်းတို့ဗမာစောက်သုံးမကြတဲ့ဗမာတွေကိုပြည်မှာအိမ်မှာကိုနိုင်ငံကိုလူမျိုးတိုးတက်အောင်ခွင့်ပြုအောင်ကြီးပေါ်အောင်လုပ်မယ်လူတွေလည်းလက်မတွဲဘူးငါလုံးမသားတွေဖေးမေးတော့ကြွတို့ရောသွားလန်းလားနော်ဒီတော်စုကြီးတယောက်တည်းနဲ့မင်းတို့အကုန်လုံးဘဝတွေကိုစုံစုံမြုပ်သွားအောင်လုပ်လိုက်တာမင်းတို့ဝွေကျွတ်တော်ကြီးတဲ့ကောင်ကြီးမင်းတို့ရဲ့ဇော်ပဲဆိုးလို့ဇင်မာအောင်လို့လွင်ကိုလက်တို့ရီမွန်တို့နော်အခုမင်းတို့ ဟိုစည်ဒီဖြစ်တဲ့ခုမျိုးတော့ဒါပါရိုးရှင်ပြောဆောင်လို့မင်းမကုန်းတို့လင်းလင်းတို့ဟမ်တိုင်းပြည်ဘယ်တော့ဘယ်ဘယ်နှခုနေတိဖြည့်စီမလဲလို့ပဲပြောအရေးတော့မအောင်မယ်တော်လိုင်းအောင်မယ်မပြောနဲ့ငါတို့တိုင်းပြည်2020ခုနှစ်ဖြည့်စီပါမယ်လို့လို့ပြောနော်မင်းတို့ရေတော့အောင်မပေါအောင်လားစောက်ပေါ်လေးလမ်းလေးကိုလည်းကွက်ရရအောင်ဂျုံကြီးရမှာနော်မန္တလေးတိုင်းနာပါကရဲ့ဂျုံကြီးရောဥမေအောင်လိုင်းရောဟိုဦးဘာလဲကန္နာဆေးဦးနာဘာလဲမသိပါဘူးအဲ့ဒီအဲ့ဆေးဦးနာမိတ်လည်းငါမသိဘူးဥမေအောင်လိုင်းနာပါနဲ့ဆေးဦးနာကိုကွက်ရရအောင် ငွေတိုက်စာချုပ်တွေလုံးစော့ပေါ်တွေမင်းတို့ကောင်းတော့ချီးပဲရှိတယ်ချီးပဲရှိတယ်သိလားဘယ်ဟုတ်နိုင်မှာတော့ဟမ်လက်ရှိမင်းပြထွေးရအောင်မင်းတို့ဖေးရအောင်မဗလာဒီမာပူတင်နဲ့သွားတွေ့ပြီးပြန်လာပြီးတော့ဘာတွေလုပ်နေမှမသိဘူးဟမ်မင်းတို့တေတော့မယ်ကလာတာတိုက်တော့မယ်မင်းတို့ဟိုအနှူနှီးနဲ့တတ်နေတာသိလားဟမ်ဒီနိုင်ငံဒီဒီအင်းမင်းဒီအင်းအောင်မင်းတို့နိုင်မယ်ထင်လို့လားနိုင်မယ်နင်တို့တိုက်မယ်ဆိုရင်တိုင်းတိုင်းနိုင်ငံကြပြီပေါ့စောက်ပေါ်ကြီးရဲ့ချီးပရိတ်ကြီး အားလုံးပဲမင်္ဂလာပါဒီကနေ့မှာဇော်ဘုံဟင်းရုတ်တန်နဲ့အတူလက်ပတ်လလေးချောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူအားလုံးအေးအေးယူနိုင်အောင်လှုပ်ဆောင်မည်ဟု UNG ဘက်ကထုတ်ပြန်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီကလက်ပတ်လကြေးရွာမှာလေးချောင်းတိုက်ခိုက်မှုအတွက်အပြစ်ပေးအေးအေးယူနိုင်ဖို့လှုပ်ဆောင်မယ်လို့မြို့သားညီညွတ်ရေးအစိုးရ UNG ရဲ့လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်အမှတ်3028 လေချောင်းရန်ကာကွယ်ရေးတပ်ရင်းတရားဦးလေးတပ်စခန်းမှရတရ3ဆယ်ချက်ဖိုက်တာတို့ဖြင့်တိုက်ခိုက်မှုအတွင်အရက်သားပြည်သူတွေအများအပြားတိဆုံခဲ့ရတာပါတိုက်ခိုက်မှုတွေမှာပါဝင်ခဲ့သူတွေကိုအဖြစ်ပေးအရေးယူနိုင်ရေးနိုင်ငံတကာကသိရှိရန်လှုံ့ဆော်မယ်လို့သိရပါတယ်ပြည်သူတရက်လုံးတန်းတူညီမျှမှုရရှိရေးငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတဲ့ဟူသောဥတီချက်များကို ခိုင်ခိုင်မာမာလက်ကင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စု၏ကျူးလွန်မှုများကို အဖြစ်ပေးအေးအေးယူနိုင်ရေးအစွမ်းကုန်လှုပ်ဆောင်မယ်လို့ဆိုပါရဲတိုက်ခိုက်မှုအတွင် အသက်၄လအရွယ်ကလေးငယ်တဦးအပါဝင်ကလေး၆ဦးစုစုပေါင်းပြည်သူ28ဦးသေဆုံးပြီး38ဦးထိခိုက်ဒဏ်ရာရကပြည်သူပိုင်နေအိမ်နှလုံးမီးလောင်ပြာကျခဲ့ရပါတယ်စင်ကူးမြို့နယ်မိုးကုတ်မန္တလေးကာလန်ပေရှိလက်ပံလကျေးရွာအာရတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမက်လ၁၄ရက်ညနေ၃နာရီခန့်တွင်စစ်ကောင်စီကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီမှာကြည့်လေ ွားနေမင်းတို့မိုင်းတော်ဂိတ်တွေမှာဟောမင်းတို့ကဖင်များပါနဲ့ဆိုတော့တော်တော်ခက်တယ်မင်းတို့ဇော်ဘုံရဲ့စောင်းကိုမင်းတို့ကသိမှမသိလားဇော်ဘုံကဘယ်လိုမျိုးအတွင်တရံနဲ့ဘယ်လိုနေနေလဲဆိုတာမင်းတို့ကမသိလားနော်တိုင်းပြည်ကပီကောင်းစားဖို့ကျွန်တော်တို့နိုင်ငံရဲ့လူမျိုးတွေအမြင်ကျေဖို့အသိဉာဏ်ပညာတွေဖွံ့ဖြိုးဖို့အတွက်ကိုကိုတက်နိုင်တဲ့ဘက်ကနေအုတ်တစ်ချက်တဲတဲ့ပွဲအနေနဲ့ကိုကိုတိုင်းဆောင်ရွက်ရမှာကလူသားတိုင်းမှာတာဝန်ရှိတယ်တိုင်းပြည်ကောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့လူသားတယောက်ချင်းစီတိုင်းမှာတာဝန်ရှိတယ်အဲ့ဒါတွေကိုမလုံးနိုင်ရင် ိုင်းပြည်ကောင်းအောင်လုပ်နေတဲ့လူတွေကိုမပုတ်ခတ်ပါနဲ့မဝေဖန်ပါနဲ့မစော်ကားပါနဲ့ကျွန်တော်တို့ကဟိုတိုင်းပြည်ကပေးထားတဲ့ပတ်စံကိုအခါကျွန်းကရုပ်ပြီးတော့လုပ်လို့ရဖို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တကယ်ချင်းတော့စီးပွားရေးလုပ်နေတာရှိတယ်ကျွန်တော်တကယ်ချင်းစီးပွားရေးလေးတွေကိုကျွန်တော်တခါကြရင်သူမနိုင်တာလေးတွေကူညီပေးတာလေးဟိုဘောတော့ဆောင်ရွက်ပေးတာလေးကျွန်တော်မှရှိတယ်ကျွန်တော်ကတော့ယူသားတော့မယ်ဟိုကျွန်တော်ကဟိုဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးအပေါ်မှာဟိုအမျက်ထုတ်မဲ့တိတ်ဆောက်မျိုးတွေအလုပ်တွေကျွန်တော်တို့မလုပ်ဘူးနော်ဒါပေမဲ့တိုင်းပြည်ကောင်းစားခြင်းနဲ့နိုင်ငံကောင်းစားခြင်းနဲ့ဒီတိုင်းပြည်အခုလိုပျက်စီးနေတဲ့အချိန်ဒီမှာ ပေါ့နော်တပတ်တလန်းနေပြီးတော့ဘာဝင်ပူပေါင်းဆောင်ရပြေးနေတာကိုအသိစိတ်တဲ့နဲ့ကိုပေါ့ဗျာစဉ်းစားကြည့်ပေါ့ဗျာဟိုအစိုးရကလာလာပြီးမှလုတာလည်းမဟုတ်ဘူးအစိုးရစီကဘာအခွင့်အရေးမှလိုချင်လို့လုတာလည်းမဟုတ်ဘူးတကယ်တော့ရိုးသားတဲ့လူတွေကသူများချနေတာကိုခံရခံရတယ်ဆိုတာကိုကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့မှလည်းလူပေါင်းလူချင်းဝဲလူစည်းကမ်းတွေရှိတယ်ကျေးဇူးတရားတွေကိုအဲတိတယ်နားလည်းဘူးလိုအပ်တဲ့အနေအထားမျိုးတွေရှိတယ်ကျွန်တော်တို့နိုင်ငံနဲ့လူလူအတွက်ကျေးဇူးတရားဆိုတာကတက်လို့သားတွေပေါ်မှာရှိတယ်ဒါကခင်ဗျားတို့ရဲ့ဟိုခံယူချက်နဲ့စိတ်နဲ့ကတော့မတူဘူးပေါ့နော် ကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့လူမျိုးအတွက်ဆိုရင်ဂျေဇုအကြီးမားဆုံးကတက်မလို့သားတွေပဲနော်တက်မလို့သားတွေပဲနော်ဒီဘက်သူချမ်းသာတာတွေဆင်းရဲတာတွေကတော့ကျွန်တော်တို့ကမပြောချင်ပါဘူးကျွန်တော်ပြောမှဒီစကားတွေမဟုတ်ပါဘူးကျွန်တော်ခင်ဗျားတို့လွမ်းလို့လွမ်းလို့လာတာပါဟိုအခုမှ9မိနစ်နဲ့စက္ကန့်20ပဲရှိပါသေးတယ်နော်လွမ်းလို့လာတာပါဟိုဒါလုံးဝဟိုလိုက်ကကြာကြာသွားမှာဆိုလို့ကျွန်တော်ကမပြောတာပြောဆိုတာဒီနေ့ကညောင်ဂျိုးကိစ္စကလေးနဲ့တစ်ချက်ကလေးပေါ့နော်ညောင်ဂျိုးကမကြသေးဘူးစစ်သွေးကြွအေးအေး သူတို့ပြောတာတော့15ရောက်အလောင်း15လောင်းလောက်ရတယ်လို့ပြောတယ်အကျွန်တော်တို့သိတာတော့အလောင်းက30လောက်ရတယ်နော် AA viewer မှုတယောက်ကြာဆုံးတယ်ညောင်ကျိုးစကန်လုံးဝမကြသေးပါဘူးနော် AC ပါပဲအဲညောင်ကျိုးကြာသွားရင်အဲပြည်တို့ကဘာစားတို့ဘာလို့အဲ့လိုမျိုးပေါ့ဟိုတိုင်းပြည်ချစ်တဲ့နိုင်ငံချစ်တဲ့လူတွေကတော့ဟိုအပွင့်နေတော့တော့စိုးရိမ်နေကြတာပေါ့နော်စိုးရိမ်နေကြတယ်ဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့နော်စိုက်ဝါးတွေထက်ထက်ခံရတဲ့အချိန်မှာကိုယ့်ဘက်ကကိုယ့်ဘက်ကနေပြီးတော့မှ ဲ့လိုဒီမီဒီယာအနေနဲ့ reply နဲ့ reply မပြန်ပေးတာတော်တော်ဆိုးတယ်ပေါ့နော်အဲ့တော့အခုဖလန်းတို့ဘာလို့၁၆ရှစ်ပေါ့နော်ကျွန်တော်သတင်းတွေပြောနေတာဗျာအရန်ပြောဟိုဒီကျွန်တော်အောက်ကပေးလိုက်ရင်တော့သတင်းချင်းမြင်ရပဲသိရမှာဗျာဒါပေမဲ့ဒီလိုလိုနိုင်ငံကတက်ပြီးပြောနေချိန်မှာနိုင်ငံပိုင်းမီဒီယာလည်းမဟုတ်တော့ကျွန်တော်ကမီဒီယာသမားလည်းမဟုတ်ကျွန်တော်စပီကာသမားဖြစ်တော့စပီကာသမားဆိုတော့မြန်မာသတင်းကိုအချက်အလက်မှန်မှန်ကန်ကန်လေးနဲ့ပြန်လည်ပြီးတော့မှဟိုတိုင်းပြည်ကိုချစ်တဲ့နိုင်ငံကိုချစ်တဲ့လူတွေအပါအဝင်တိုင်းပြည်ကိုချစ်တဲ့နိုင်ငံတိုင်းပြည်ကိုချစ်တဲ့နိုင်ငံကိုချစ်တဲ့လူတွေရော ်နော်ဒီစေစိုးရဆိုပြီးတော့မှအာနာရှင်ဆိုပြီးတော့မုံတီးတဲ့လူတွေအားလုံးကကျွန်တော်ရဲ့ live ကိုစောင့်ကြည့်နေကြတော့ကျွန်တော်အရင်ပြောချင်တာလမ်းမှာကျွန်တော်အခုတောင်ချီရနေသွားတယ်တောင်ချီရနေသွားတော့ကျွန်တော်ဘယ်ရောက်လဲကျွန်တော်ပြောပြမယ်နော်မြန်မာနိုင်ငံရဲ့ဖြစ်နေတဲ့အနေအထားကိုကျွန်တော်ပြောပြချင်တာကျွန်တော်တောင်ချီ၄မိုင်ရထွက်ကိတ်ကနေပြီးတော့ကျွန်တော်ထွက်သွားတာထွက်သွားပြီးတော့မှအဲ့မှာဓာတ်ပါတော့ဟိုဘုံပေါ့အဲ့ဟိုဘုံကနေပြီးတော့ဟိုဘက်မှာမိုင်းပေါ်မိုင်းပေါ်နေလွယ်လင်းအဲ့လွယ်လွယ်ကနေအဲ့လိုကျွန်တော်တော့ကြောက်သွားတာပေါ့ ။ဟောမှာပင်လုံလို့ဟောဘကြောင့်ကျွန်တော်နမ်ဆန်ဘက်ကိုမထွက်တော့ဘဲနဲ့ကဲကြားဘက်ကိုအဲ့လိုမျိုးပါနော်သွားလာအေးအေးတို့ဘာလို့ညာလို့ဘာလို့ကြားကောင်းကြားကောင်းပုံစံလေးနဲ့ပဲကျွန်တော်သွားတယ်။အဲ့ဒီလေကြားကြော်သွားတာနဲ့အားလုံးကအစီဒိုးလာတာဘာလို့လဲမသိဘူးရှမ်းကြားရုပ်ကြားရုပ်ဒီကြားကောင်းရုပ်တွေနဲ့နော်ကျွန်တော်တို့တော့တပုံလို့မပြောရဘူးကျွန်တော်တို့သွားတယ်အေးချမ်းချမ်းပဲစတက်ကလေးကြီးတယ်ဥမာတခုဟိုဒီကြားကောင်းဒီဘောနော်ညီလေးတွေရှိတယ်ပေါ့ကျွန်တော်တို့ကတိုင်းရင်းသားတွေဟို တို့ကကျွန်တော်တို့အန္တရာယ်မပြုဘူးစစ်စစ်နေအေးချမ်းနေဥမာလူဟင်းပိုးတထောင်ပေးနေယူရပါကျွန်တော်ကိုယ်တိုင်ဒီလမ်းကိုဖြတ်တန်းလာခဲ့တာဒီနေ့အခုကျွန်တော်မနေ့ရနေ့ကတော့လာဖြတ်တော့ကျွန်တော်တို့ကကြည့်ကြည့်လိုက်တယ်တို့စစ်ဝတ်တာဝတ်ထားတယ်တို့ချမ်းစင်းလို့တို့ကြားကောင်းပုံစံတွေကျွန်တော်လည်းမပြောတတ်တော့ဘူးပုံစံအမျိုးစုံနဲ့ကျွန်တော်တွေ့တာကျွန်တော်တို့တော့တိုင်းရင်းပြည်ကိုကျွန်တော်တကယ်မှအမှန်တရားဘက်ကနေရက်တည်နေတဲ့လူတယောက်ကကျွန်တော်ပြောတာနိုင်ငံရေးကိုနိုင်ငံရေးတိုင်းရင်းပြည်တက်မလို့အရေးကျွန်တော် နောက်တော့အောက်ကျမှာအကျင့်ပြချစားတယ်ဝင်တန်းလီပေါ့နော်အဲ့လိုနေရာကနေကျွန်တော်အမှန်တရားကိုရက်တည်နေတာကိုကျွန်တော်မိုင်းတော်ကိုတောင်ကြီးကနေပြီးတော့သွားတာကျွန်တော်ပြီးတယ်ဗျာဒီလားကြားကောင်းနေအဲ့ဒီဆန်းဆန်းစိမ့်လို့ခေါ်တာကျွန်တော်တရားမှမဖမ်းအကိုကြီးလည်းအကိုကြီးကကျွန်တော်မြင်မှုတယ်ရတယ်လို့ကြီးလေးလို့အကိုကလို့ဟိုပြုတ်ဝင်နေနေလို့ဟိုဒီဘက်မှာခိစ္စအလုံးတစ်ခုရှိလို့လာတာလို့ဟိုဟိုမြင်မှုလို့လည်းကျွန်တော်တို့ဘယ်လိုအံဟောတာအကိုကြီးလာရဲ့တယ်ဟိုလေလာရဲ့ပါတယ်လို့ ာမလာရတဲ့အကြောင်းရှိတယ်လို့ဒီလိုနဲ့ကိုယ်ကရန်သူမဟုတ်တာလို့အဲ့တော့ကျွန်တော်တို့အနေနဲ့ဟင်းဖို့ငါးထောင်တရိုင်ငါးထောင်ပေးတထောင်တရိုင်တထောင်ပေးနှစ်ထောင်တရိုင်နှစ်ထောင်ပေးနော်ကျွန်တော်နောက်တစ်ခုကမြန်မာမြန်မာတက်မတော်ကိုလည်းကျွန်တော်ပြောချင်တယ်မြန်မာတက်ကျွန်တော်တို့စစ်တီစစ်သားတွေဒီခုရှမ်းပြည်နယ်တောင်ဝိုင်းကနေပြီးတော့မှတောင်းလိုက်ရဲ့၄မိုင်အထွတ်ခေတ်ကနေ၄မိုင်ကနေအထွတ်မှာကျွန်တော်တို့ဒီ၄မိုင်ခေတ်ရှိတယ်ငွေကြီးတော့တရောင်းမှမပြောဘူးစစ်သားတွေကတရောင်းမှမပြောဘူး စေသားလည်းမပြောဘူးရဲလည်းမပြောဘူးပြည်သူစစ်လည်းမပြောဘူးเนาะအဲ့မှာကြားကောင်းတဲ့ရှမ်းစိန်းရှမ်းစိန်းကသူတို့ပြောနေရမယ်တိရောမပြောဘူးအဲ့ဒီလမ်းတစ်ကြောလုံးအားလုံးပြည်လျော်သွားလို့ရတယ်ခကြီးတယ်ကောင်းကိုနေကောင်းဒါပေမဲ့ကျွန်တော်တခုလို့ပြောမယ်เนาะကျွန်တော်ဖြတ်တန်းခဲ့ရတာကိုပြောတာကျွန်တော်ဒီဟိုအဖွင့်နေတော့တနိုင်ငံလုံးကျွန်တော်တို့တော်တော်များများသိတယ်အခုအဲ့ကလေးတော်မှသိတော့ဟိုတက်မလို့ဆိုလဲကျွန်တော်ကတွေ့တော့အကြီးလေးရောကြီးလေးရောဟင်းပိုးလေးပါနေပါကျွန်တော်ပေးတယ်တက်မလို့ဦးလေဟာကျွန်တော်တို့ကရှိတယ်လေကျွန်တော်တို့စစ်သားဟာလို့မဟုတ်ဘူးလေလို့ဟာမင်းတို့ အင်းပုံပေးချင်တာငါငါရောက်လို့လို့ငါဒီမှာတော့ကြာကိစ္စရှိလို့ငါပေးတာဆိုတော့အဲ့လိုပေးမှယူတာကျွန်တော်အထက်ရာရှိမသိနေမယူဘာညာပေါ့အစ်တက်ကလည်းဒီလိုပဲအဲ့ဒီမှာရှိနေတဲ့ကြားကောင်းလေးတွေအဖွဲရတယ်အဲ့လိုပဲပေးသွားတယ်ပေးယူတယ်အဲ့ကျွန်တော်မေးတယ်ဟိအောင်လို့ခိုးမှမိုင်းတော်ဘက်ကိုသွားတယ်စစ်ကားတွေဆိုလို့ရှိရင်လို့မင်းတို့ဒီဘာလို့ဟိုဒီဆန်းကလေးတွေပေါ့ဗမာစကားကလေးလားပစ္စိုလ်ခါးကြားတို့လားဗျတို့တော့ဘယ်လိုလုပ်လဲဆိုကျွန်တော်တို့ဘာမှပြည့်စရာအကြောင်းမရှိဘူးလေအမှန်ကျွန်တော်တို့ကျွန်တော်ရဲ့ဆိုင်ရင်တွေကို တို့ဆိုရဲဒါပေမဲ့ဒီလမ်းပေါ်မှာကျွန်တော်တို့လုံခြုံရေးလုပ်ပေးထားတယ်ဒီလမ်းပေါ်မှာတိုက်ပွဲမဖြစ်ဘူးစစ်မဖြစ်ဘူးစစ်တပ်နဲ့တိုက်ပွဲမဖြစ်ဘူးပြည်သူလူထုနဲ့တိုက်ပွဲမဖြစ်ဘူးဘယ်သူနဲ့မှတိုက်ပွဲမဖြစ်ဘူးအကိုကိုလည်းကျွန်တော်တို့ကဘာမှမဟုတ်ဘူးလေဟာမိုင်းလိုက်တာတော့အဲ့ဒါကျွန်တော်ကျွန်တော်တို့ပြေးသွားတာအဲ့ကျွန်တော်မိုင်းတော်တွေရောက်လာမိုင်းတော်တွေရောက်ပြီးတော့အခုကျွန်တော်လာကျိုးနာလေးတနေရာမှာကျွန်တော်ရောက်နေတယ်အပြောချင်တာကျွန်တော်တို့တက်မတော်နဲ့အတူတိုင်းသားလက်လက်ကညီကိုမမတွေအားလုံးကအဲ့လိုမျိုးနေရန်ကောင်းပါမယ်ဆိုပြီးတော့ကျွန်တော်အရင်ပြောတယ်ဒါရင်လည်းကျွန်တော်တို့နိုင်ငံလုံးသိတယ်ကျွန်တော်မိုင်းတော်မှာရွှေနဂါစားတော့ဆိုင်ခမင်းဆိုင်ရှိတယ် ။ဟောလေးကြီး။အဲ့ရညမှာစားလား။ကျွန်တော်အကုန်သိတယ်။အဲ့လာချိုးကလူတွေရောအကုန်လုံးကျွန်တော်လူတွေကလူတွေနဲ့မထွက်ရဘူးလို့ဇော်ဘုံကြီးကဘာဖြစ်လဲတော့ညာဖြစ်လဲတော့။အကုန်လုံးလာနှုတ်ဆက်တယ်။အကိုတော့အမှန်တရားတော့အကိုပဲရှိတယ်ဗျာတဲ့။အဲ့တော့ကျွန်တော်တို့ဒီလမ်းကြောင်းလေးတစ်ခုကြီး LOC လမ်းကြောင်းလေးတစ်ခုကျွန်တော်ကြည့်လိုက်ရင်စစ်တပ်ကလည်းဘာမှမဖြစ်ဘူး။ရဲကလည်းဘာမှမဖြစ်ဘူး။အဲ့ဒီမှာရှိနေတဲ့ကြားကောင်းဒီဘက်ကလေးတထားတဲ့ညီလေးတွေကလည်းဘာမှမဖြစ်ဘူး။ အဲ့တော့ပြည်သူလူထုတွေကအားလုံးအေးအေးချမ်းသာနဲ့ဒေါ်လာလှူရှားလို့ရနေတယ်ဂိုင်းပြည်ကကျွန်တော်အများကြီးပြောတယ်နော်ဒီချမ်းတောင်ဘသူရဲဆောက်လန်းဘသူရဲဆောက်လန်းပြီးလို့ရှိရင်ဒီဘက်ကကျွန်တော်တို့ကမိုင်းလောင်ကနေပြီးတော့မှလော်တာချီလိုက်တော့ပါလို့ရှိမယ်အဲ့ဘက်ကလာတဲ့လမ်းတွေအားလုံးကအေးချမ်းနေတယ်ကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီလိုလမ်းမျိုးတွေအပေါ်မှာပေါ့နော်ပြည်သူလူထုရောဝန်ထမ်းတွေရောအခုဟိုရှမ်းစိမ်းပဲဖြစ်ဖြစ်ပါပဲဒါကဆန္ဒပြအောင်ဒေါ်လာလှူရှားနေကြအောင်ကျွန်တော်မြင်တွေ့နေရတော့ကျွန်တော်တော်တော်လေးပီတိဖြစ်တယ် ဘာဖြစ်လို့လဲဆိုကျွန်တော်တို့နိုင်ငံဘာလို့ဒီတိုက်ပွဲတွေထောဆောင်နေမှာလို့ခမတို့လက်လက်ခိုင်တယ်မဟုတ်လားလှုပ်ရှားကြခမတို့လှုပ်ရှားကြဆိုတာကပြည်သူလူထုကိုလုံခြုံရေးပေးမင်းတို့ဒီလမ်းကိုသွားဖို့အတွက်ဘာလို့လုံခြုံရေးပေးမလဲဟောငါတို့ကိုလည်းပြန်ကြည့်တကယ်ရှမ်းဘွယ်စီဆိုလဲကျွန်တော်သိတာပဲသိတယ်ပတ်စံတစ်ထောင်တောင်းယူလဲပေးတယ်တော့တစ်ထောင်ဆိုတော့တော်တော်မှိုင်းရိုင်းပါတယ်ငါးထောင်ယူလဲပေးတယ်ဗျာနော်အဲ့လိုမျိုးတွေဒါလှုပ်ရှားလို့ရမယ်ဆိုတခုတော့ရှိတာပေါ့ဥပဒေနဲ့မလုပ်ခင်းနဲ့လုပ်တော့မလုပ်နဲ့လေနိုင်ငံတော်ကြီးတရားဝင်အခုဆောင်ရတာတော့ဘာလို့ဆိုလို့လုပ်ပေါ့နောက်တစ်ခုကဘဒူးရက်ဆောက်ပါစစ်နေတယ်ပေါ့နော် တချို့တော့ဂျဲစကားကိုမျိုးမျိုးမပြောပါနဲ့ရဲဆိုရင်စကားကိုဖာပြင်းဖာညာကြံပြီးတော့မပြောပါနဲ့နော်ဒီရက်စောက်ရက်စောက်ရက်စောက်ဘက်ကရဲတွေတော်တော်များများပါနော်ကျွန်တော်ပြောတာကကျွန်တော်ပြောတာကခမားတို့စိတ်မဆိုးနဲ့ခမားတို့ကျွန်တော်တခုပြောထားမယ်နော်ရက်စောက်ဘက်ကရဲတွေစကားကိုဘလောင်းမလဲမပြောပါနဲ့ယောက်ျားပြီးသားပါယောက်ျားလို့ကြင်ကြံနေတိုင်းပါနော်ဖာပြင်းဖာညာနဲ့ဟိုရှေ့ရောက်ဟိုလိုမျိုးပြောတယ်ဒီရှေ့ရောက်ဒီဒီမျိုးပြောတယ်ဆိုတာအဲ့ဒါဖာပြင်းဖာညာစကားနော် ကျွန်တော်ကဟိုနိုင်ငံတနိုင်ငံမှာကျွန်တော်တို့ဝန်ထမ်းတွေအားလုံးဒီပြည်သူလူထုကိုပြန်ကြည့်ပြီးတော့မှတည်တည်ငြိမ်ငြိမ်နဲ့တော်လာမယ်လှုပ်ရှားမယ်ဖြစ်တည်ဖြစ်တဲ့အရာကိုဖြစ်ရမယ်ဆိုလို့ရှိရင်တော့တိုင်းပြည်ငြိမ်ချမ်းဖို့ကတိတ်မဝေးပါဘူးလက်ရှိက PDF တွေကမြန်မာတိုင်းရင်းသားမြန်မာနိုင်ငံတွေကတိုင်းရင်းသားတဝူဖြစ်တဲ့ဗမာ PDF တွေနော်ပါသွားလို့ဗိုလ်ချုပ်နေဗိုလ်ချုပ်ကြီးနေဝင်းကိုလည်းပြောခဲ့ပါတယ်ဗမာတွေသဘုံမထမကြမချင်းတိုင်းပြည်အေးချမ်းချမ်းပဲလက်နက်ကိုင်းတိုင်းရင်းသားတွေရတယ် တို့ကလည်းတို့နေရာမှာတို့တော့တို့လမ်းကိုပြရင်တို့တထောင်တောင်းတောင်းမယ်နှစ်ထောင်တောင်း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 ကြမှာပဲလေအခုတက်မလို့ကလည်းသိတာပဲလေမိုင်းတော်မှာတက်မလို့ရှိတာပဲအဲ့မိုင်းတော်နဲ့အခုဒီတောင်ကြီးကနေပြီးတော့မှသွားတဲ့လမ်းထဲမှာလည်းရှိတာပဲအားလုံးကအဆင်ပြေပြေပဲပြည်သူတို့ကလည်းကျေနပ်တာပဲသွားကြလာကြစားကြတော့ကြဒါပေမဲ့တပတ်ဖွဲ့စည်းကနေပြီးတော့မှအမင်းတို့ဘာတင်လာတာလဲအဘာလို့လာတာလဲအဘာဖြစ်တာလို့ညာဖြစ်တာလို့တောင်းရင်တက်မလို့သားဆိုရင်ပုံကြီးချတာပေါ့ဗျာဟုတ်တယ်မလားအာငါတို့ဟိုရှမ်းဂိတ်တွေကိုဖျက်ခဲ့တာကွာ ါငါတို့ငါတို့ကမြန်မာတပ်မတော်စစ်စုမြန်မာတပ်မတော်စစ်တပ်ကိုဖျက်ခါမှာနော်မြန်မာနိုင်ငံရဲ့ပြည်ရေးလောက်ခံမှာရှိတဲ့ရဲကိုဖျက်ခါကြမှာငါတို့ကဘာဖြစ်လဲညာဖြစ်လဲတောင်းတော့ကြတော့အဲ့ဒီမှာ ქვენ လာပဲကျွန်တော်တို့ကနော်အဲ့ဒီမှာပြန် ქვენ လာပဲအဲ့တော့ဒီလမ်းကြောင်းပေါ်ရလမ်းကြောင်းပေါ်မှာရှိတဲ့လက်လက်ကိုင်နေလို့အခုမြောက်ဦးကြီးအားချက်လမ်းမကြီးမှာရှိတဲ့လက်လက်ကိုင်နေ KNY ကိုင်နေ လူဝဲခံရလက်လက်ခံရတော့အများကြီးပေါ့ဗျာပြည်သူလူထုကိုပြန်ကြည့်တဲ့လက်လက်ခံအခွင့်အရေးတွေဆိုရင်ဘယ်လောက်ထိစိတ်ချမ်းသာရမလဲအခုကအဲ့လိုမဟုတ်တော့ဘူးအခုကဒီဒီကလည်းတမျိုးထားတာတောင်းကြတယ်တောင်းကြတယ်တော့တောင်းမယ်ခေယံယောလည်းတောင်းကြတယ်တော့တောင်းမယ်ခေယံယောလည်းတောင်းကြတယ်တော့တောင်းမယ်အဲ့လိုဆိုကျွန်တော်နိုင်ပြည်ကျွန်တော်နိုင်ငံကဘယ်လိုလုပ်ဒီလက်နက်ကအကြမ်းဖက်တောင်းကြသူတွေလက်နက်ကိုင်းတိုင်းသားတွေဘယ်လိုလုပ် င်းပါလေနော်ခဏတော့တခါလေးကြာရင်အတူယူစရာရှိတာကိုယူပါတင်းစရာရှိတာကိုတင်းပါကျွန်တော်တို့ကဒါလမ်းပေါ်မှာမျက်မြင်ကိုတွေ့ကျွန်တော်ကိုယ်တိုင်တွားခဲ့တာကျွန်တော်ဖမ်းမလားလို့ကျွန်တော်ကကြည့်နေတာကျွန်တော်တရားကြည့်နေတာကြည့်တော့ဘယ်ရလာလဲတဲ့တောင်ကြီးရလာတယ်လို့ဘယ်သွားမလဲတဲ့အခုလက်ရှိဒီညမှာခြေသီးမှာသွားမယ်လို့မိုင်းတော်တော့ခြေသီးလို့ပေါ့ဗျာလို့ပေါ့ကျွန်တော်လည်းပြောရတာပေါ့ဟုတ်ပြီရပြီရဲ့ဘာမှလည်းမပြောဘူးဟုတ်တောင်းလာတော့ဗျာပေးပေါ့နော် တောင်းလာတော့တထောင်းတောင်းကျွန်တော်ဘာမှမပြောတာကျွန်တော်ဒီနေ့ဒီမှာကျွန်တော်မှာဓပုံနေရှိတယ်နော်ကျွန်တော်ကြည့်နေတော့မန်နေပါတီပါကျွန်တော်ကဆောက်သွားတယ်ကျွန်တော်လည်းတိုင်းပြည်အခြေအနေကိုကျွန်တော်သိကျင်တယ်လေကျွန်တော်အသက်ကိုစွန့်ပြီးတော့မှကျွန်တော်မှကျွန်တော်အကြမ်းကြီးမျိုးလုံးနဲ့ကျွန်တော်မှကျွန်တော်လေ့လာမယ်သင်သွင်းတယ်မယ်ကျွန်တော်ပြမယ်ကျွန်တော်တိုင်းရိုက်လွတ်လို့မရသေးတဲ့အခြေအနေလို့လေတိုင်းရိုက်လွတ်လို့မရသေးတဲ့အခြေအနေကိုကျွန်တော်ပြောနေတယ်လို့လားဘူးမှမဖမ်းဖမ်းမှလို့တော့မပေါ့စစ်တပ်ကလူတွေကျွန်တော်ကိုရမ်းချစ်တာအကိုကြီးအကိုကြီးလိုပဲနေတာအကိုကြီးတို့တွေ့ကျင်နေကြပြီးတိုင်းပေါ်မှာအကိုကြီးကိုပဲတွေ့နေတာအဲ့လိုမျိုးဖြစ်နေတာ ဘယ်လောက်ကြီးကောင်းလဲဗျာတိလားဒိုင်းမီနိုင်ငံတဲ့လူမျိုးဒိုင်းမဲတခုလို့ရှိတယ်တချို့တော့လုံစားနေတဲ့လူတွေပေါ့နော်ကိုချင်းစာပါလို့ကိုချင်းစာရပါဒိုင်းမီနိုင်ငံတဲ့လူမျိုးအခုမြန်မာပြည်တွင်းထဲမှာကျွန်တော်တို့နိုင်ငံမှာဒိုင်းတန်းလည်းကိုင်ကောင်းချမ်းလူတပုံနေရောလူပေါ်တော့ကိုင်တာလည်းလည်းကိုင်ညီကိုတွေရောပြည်သူတချို့တော့ပြည်သူလူလူတွေရောကပြောကြတယ်တိုးပါပြောလေဓမ္မတွေကတဲ့ လူပါရမ်းဝရတယ်ကျွန်တော်မေးကြည့်တယ်ဘယ်လိုလူမျိုးတွေကလူပါရမ်းဝတာလဲလို့မေးတော့အကိုတဲ့အချို့လူတွေကပတ်စံလဲယူတယ်တဲ့အောက်တန်းလဲကြတယ်အဲ့တော့ကျွန်တော်ပြီးတော့မားတော့လို့တပ်မတော်ကဘယ်လိုလူကြီးလဲဆိုတော့သူတို့ကတဲ့ပြပြလေးလေးညင်ညင်နိုင်နိုင်နဲ့ဆောင်ရွက်ပေးတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကားသမားတွေเนาะအချို့သောစီးပွားရေးလုပ်ငန်းရှင်တွေကလက်ခံနေတယ် ခုကအဲ့လိုမဟုတ်တော့ဘူးတဲ့ခစ်ပြက်ကြီးထဲမှာတဲ့ခစ်ပြက်လေလောက်ပိုင်ဝင်ရှိတဲ့နေရာကိုယူထားတဲ့လူတွေကကြိုက်နေပဲတဲ့အဲ့ဒါဘလို့လူမျိုးတွေလဲလို့ကျွန်တော်မေးတော့စားပြီးနားမလဲဘူးတဲ့ပြောရင်လေတဲ့ကျွန်တော်တို့ပဲလုံအောင်ကြမှာတဲ့တရားဘလို့လူတွေလဲဆိုတော့ယူတယ်ကိုတဲ့တောင်းရင်မတောင်းရင်ခံမှုလည်းမရှိဘူးတဲ့အဲ့တော့တိုင်းသားတွေကမုန်းတာပေါ့တဲ့ကျွန်တော်စဉ်းစားမိလိုက်တယ်ကျွန်တော်ဒီလိုက်မှာတော့ဒါတွေကျွန်တော်မပြောပါဘူးကျွန်တော်ကျွန်တော်ပြောတော့ပြောမှာပေါ့နော်ကျွန်တော်လည်းဒါ တရရရမှာတော့ကျွန်တော်ကောင်းကောင်းဒါလေးကိုနိုင်ငံတော်ကြီးကဲ့တွေပြီးအောင်လည်းချပြမယ်ကျွန်တော်ပြောချင်တာကဟိုကျွန်တော်ပြောချင်တာကကျွန်တရားမျှတမှုရှိဖို့တော်တော်ကိုလိုနေပြီတရားမျှတမှုမရှိဘဲနဲ့မလုပ်ပိုင်ဝင်ရှိလို့ငါလုပ်လို့ရလို့ဆိုရင်တော့ဒီနေ့တစ်ချိန်ချိန်မှာနံပါတ်ရောနေရာရော ယာရုတွေရောအတိအကျနဲ့ကျွန်တော်တို့ကပြောပြရပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ကခံစားချက်မရှိပါဘူးကျွန်တော်တို့ကခံယူချက်နေပဲဟိုတချို့တော့ဗောနော်ကျွန်တော်ဒီမှာနိုင်ငံအတွင်းမှာရှိတဲ့လူတွေပြောကြတယ်ပေါ်တာတွေဆွဲကြတယ်အပေါ်တာတွေဆွဲကြတယ်ကျွန်တော်ကဆွဲတယ်လို့မပြောဘူးဆွဲပါဆွဲပြီးတကယ်ကိုနော်နိုင်ငံအတွက်ကာဝန်ထမ်းဆောင်မယ်နော်ဘာသာစကားတွေထည့်ပါလောက်ကြပါအခုကအဲ့လိုမဟုတ်ဘူး ဆွဲတယ်နော်နိုင်ငံတော်အကြီးအကဲတက်မတော်ကွယ်ဦးကြီးချုပ်ဗိုလ်ချုပ်ကြီးဦးမေအောင်လာရဲ့ပါဝင်တက်မတော်ဒုချုပ်ကြီးနော်နောက်တော့တက်မတော်မတော်ဝန်ထမ်းဆောင်တွေရဲဘော်ကနေစားပြီးတော့ကာကွယ်ဦးကြီးချုပ်ဝတိအရန်တိတ်ခါကြားတယ်အဲ့ဒီပေါ်ရယ်ဆွဲတယ်နော်ခစ်တက်ကြီးတွေမှာလှုပ်ရှားနေတဲ့ဝန်ထမ်းတွေကျွန်တော်တို့ကွန်ပျူတာကြောက်တယ်ကြံမှန်ပြီးကြောက်တာနော်အဲ့တော့ကျွန်တော်ခစ်တက်ကြီးတွေမှာလှုပ်ရှားနေတဲ့လူတွေကိုကျွန်တော်တို့အစိုးရတရအနေနဲ့ ချိန်သိမ်းရပါပြီအခုအချိန်တွေတော်တော်ဆိုးလာပါပြီအောက်မှာတိုင်းပြတကယ်တမ်းကျရင်အေးချမ်းနေပြီတကယ်ကိုအေးချမ်းလာမှာဘာမှမဖြစ်ဘူးလာချိုးပြန်မရလို့လည်းဘာမှဖြစ်သေးဘူးအေးဆေးပဲဒါပေမဲ့တပ်မလို့ဆိုမြန်မာနိုင်ငံရဲ့နော်အခိုင်အမာဆုံးသော constitution ကြီးကမြန်မာပြည်မျိုးပုံကိုပျောက်သွားအောင်လုပ်မှာမဟုတ်ဘူးမြန်မာပြည်မျိုးပုံကိုပေါက်ပျောက်သွားအောင်လုပ်မယ့်လူကဗမာ PDF တွေကိုမြောက်ပေးနေတဲ့နောက်ကနေ အမိမသိတဲ့လက်နက်ကိုင်တောင်းကျမ်းသူတွေပဲအဲ့လူတွေမြောက်ပေးနေတာဓမ္မပိယတွေကဆက်လို့မယ်ဆိုရင်တော့မြန်မာနိုင်ငံတွင်းမှာရှိတဲ့အချို့သောဂျွာတွေအချို့သောမြို့တွေအချို့သောနေရာဒေသတွေပြည်စည်းဆုံးရှုံးရပါလိမ့်မယ်